အားလုံးပဲမင်္ဂလာပါဗျာကောင်းစက်တဲ့ထလာမောင်ပြောင်းလဲကြိုးစိုးလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ပေါကူရောမှာသူတို့ပဲပြည်သူစစ်တွေကိုလူလိုမဆက်ဆံခံရလို့ပေါက်ကွဲနေတယ်ပေါကူရောဘုန်းကြီးရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒါကပေါကူရောဘုန်းကြီးကဘယ်လိုလဲပေါက်ကွဲပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလားတုံးတဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ထလာမောင်အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ မျိုးတွေအလုံးကောင်းတော့ညချမ်းပါဗျဒီနေ့22ရက်လေးလာပါ2000နဲ့မှ25ဖြစ်ပါတယ်ဗျဒီကနေ့ဦးစင်ပြောမဲ့အရာကတော့လက်ရှိဦးစင်တို့ဒီမန္တလေးတိုင်းတို့စကိုင်းတိုင်းတို့ဒါဦးစင်တို့ရှမ်းပြည်နောက်ချိုမြို့နယ်တွေအကြောင်းလေးတွေပေါ့နော်ဒါမန္တလေးတိုင်းမှာဖြစ်ဒါဦးစင်တို့ဒီမရေရာတချို့မှာတော့ကိုယ့်ဘက်ကနေ PCC နဲ့လှုပ်ဆောင်နေတာတွေကိုတော့တွေ့နေရတယ်ဗျရန်သူရှိတဲ့နေရာကိုလည်းထက်ကြမကွာ လေကြောင်းရောအောက်ကြောင်းအကုန်လုံးလုံနေရတယ်တော့မြင်နေရတယ်အဲ့တော့ဒီမနက်လေးနဲ့ပတ်သက်ပြီးဦးစင်းကလူကြီးတွေကိုဘာဘာဝေဖန်တာထက်ဦးစင်းတော့တုံးတက်ကြခြင်းဖြစ်ပါတယ်ဗျာနော်တုံးတက်တုံးတက်တယ်ဆိုတာကလည်းဦးစင်းတော့တခါကြီးတို့မုန်းလို့လည်းမဟုတ်ဘူးနိုင်ငံတော်အတွက်ဦးစင်းတော့တုံးတက်ခြင်းတိုင်းပြည်အတွက်တုံးတက်ကြခြင်းဖြစ်တယ်နော်ဦးစင်းတို့ဒီပြည်သူစစ်တွေနဲ့ပတ်သက်လို့ရှိရင်အရွှေပြောင်းလေးတွေတွားလာတာဒီခါလေးအခက်အခဲရှိတယ်မနေ့ကဆိုလို့ဆိုလို့ရှိရင်လည်းဦးစင်းတပည့်တွေကဒီဒီထက်မှဦးစင်းစကားဖြတ်ပြောမယ်ဒီဗိုလ်ချုပ်တယောက်ဆိုရင်လေးစားစရာကောင်းတယ်ဗိုလ်ချုပ်စတတ်နိုင်မှုပေါ့ဗျာနော်ဘာလေးစားစရာကောင်းတာလဲ ဥစဉ်အရင်ရက်ကဘုကျုပ်ကိုဆက်လိုက်တယ်ဒီချိန်မှာဘုကျုပ်တွေလည်းအလုံးများတယ်ဘုကျုပ်ဒီလိုဒီလိုရှိတယ်နော်ဥစဉ်ကလေးတွေကဒီဘက်ဟိုကမှအန်ဒီယံများတယ်ထိတ်ဆုံးမှရှိနေတယ်အဲ့တော့ဘုကျုပ်တို့ဆက်စီစဉ်ပေးပါတကယ်လို့မှစီစဉ်မပေးနဲ့လက်နဲ့ပေးလိုက်ကိုကကိုသွားမယ်ဟုတ်လားတနက်ပြလိုက်လို့ကိုကဒီတနက်ပါလို့ကြည်လုံးတော့ဆာပါလို့လူပြစ်ကိုပြစ်ပြစ်လိုက်ရလို့ကြာသွားတာအကြောင်းမရှိဘူးတနက်မပါလို့ခံလိုက်ရတယ်မပြန်ပြစ်သေးလိုက်ရတယ်ဆိုဥစဉ်လက်ကစိတ်မကောင်းဖြစ်မှာပဲဥစဉ်လက်နောင်တရလို့ဆုံးမှာမဟုတ်ဘူးအဲ့တော့ကိုကျိုးတို့လိုက်ဖို့နိုင်လို့ရှိရင်လိုက်ပါဖုန်းဖုန်းတက်နေကိုသွားလိုက်ပါခင်ဗျာတပည့်တော်တစ်ခါဖုန်းဆက်ထားလိုက်မယ်အဲ့တော့ဟုတ်ပြီနောက်နေ့ကျအောင်တက်နေကိုသွားတက်နေမှာသွားတော့တက်နေရုံကနေ အပြုစစ်တွေဆိုမထီမထီလေးသားနဲ့စကားပြောချင်တယ်လို့လို့မပြောချင်နဲ့တကယ်ဆိုရင်ငါသားဘယ်နေရာဘာလဲကငါသားငါတို့ဘယ်လိုဆောင်ရွက်ပေးရမလဲငါတကယ်ဒီလိုလုပ်ရမှာဦးစင်းတို့လုပ်ပေးနေတာတိုင်းပြည်အတွက်တိုင်းပြည်အတွက်လုပ်ပေးနေတာနိုင်ငံအပြုစစ်တွေကနိုင်ငံဝန်ထမ်းသားတွေမဟုတ်ပင်စင်သားတွေမဟုတ်နောက်ပင်စင်သားတွေမဟုတ်မဖြစ်စလောက်လာကလေးဒီဒီခွန်ထောင်လေးကိုမဲ့လို့မဟုတ်မဲ့လို့မဟုတ်တနေ့ကိုအဲ့ဦးစင်းမွေးထားတဲ့ပြုစစ်တွေနေဦးစင်းတို့လောက်စားအလုပ်ရှာပေးနေတယ်ချက်မကနော်ဒါလေးပြောပြခြင်းဖြစ်ပါပါနော်အဲ့မှာဦးစင်းတို့ဟုတ်ပြီးဘုကျောက်ကလည်းမေ့သွားအောင်ကြားတယ်အဲ့တော့ကို့အစီအစဉ်နဲ့ကိုသွားရောပြကိုကားလေးနဲ့သွားရတယ် ပြန်လာတော့အမကားတော့စုတ်ပြတ်တက်နေအပြန်လာလို့မကြောက်ဘူးနော်ဦးဇင်းတို့ပြန်လာတော့ဟိုမှာစစ်ကဖြစ်တယ်ကလေးတွေတဝက်လိုက်တော့ဖြစ်တယ်ဟိုပြပြရတယ်ဒါမျိုးဟုတ်ကျနော်ဘုချုပ်ကိုချိုးချောင်းဘုချုပ်ကတော့ဒါတကယ်လေးစားစရာကောင်းပါလေဒီဘုချုပ်လေးစားစရာကဘာလို့ဘုချုပ်အဲ့လိုကအဲ့လိုအာဖုံဖုံတပြီးတော့အဲ့လိုကအဲ့လိုပဲဘုချုပ်တက်နေဟာဖုံဖုံရေတပြီးတော့မပြောမိလိုက်ရဘူးအလုပ်တွေလက်ခံတယ်သူဘာပြောလဲနောက်ဆုံးလေးပို့ပြီးလေးစားစရာကောင်းတာဘာလဲဖုံဖုံရေတပြီးတော့မနေ့ကကိစ္စနဲ့ပဲတပြီးတောင်းပန်တယ်ခင်ဗျာတဲ့ဒါကြတော့သူပောက်ကူတော့တောင်းပန်စရာအကြောင်းမရှိဘူးလေပောက်ကူတော့ဘာမှမဟုတ်တာဒါနဲ့သူက စစ်သားပီတာဆိုပါပဲသူလို့တဲ့ဟောငါပေါ့ဆရာတော့ငါပြောပြီးမှငါဆရာတော့ဒီကားနဲ့ပဲငါစီစဉ်ပြီးလိုက်ပို့ခိုင်းမယ်ပြောထားပြီလားငါအလုပ်တွေများမေ့သွားတယ်ဆိုတော့ကြောက်မေ့သွားတယ်ချက်ချင်းလည်းငင်တောင်းမှလည်းဒါနဲ့အောက်ကလူတွေကဘိုးချုပ်ကိုကြွတ်ထွားမှာကြောက်အောက်ကလူကြောက်နေရတာနော်အဲ့တော့ပြည်သူစစ်တွေကိုခင်ဗျားတို့လူလိုဆက်ဆံပါလို့ပြောခြင်းတယ်လူလိုဆက်ဆံပါလို့ပြောခြင်းတယ်နော်မြတ်တို့အဲ့ထဲနဲ့နေနေရခင်ဗျာဘာလဲပြင်မမှလည်းမဟုတ်ဘူးနော်ဘာမှလည်းပြင်မမှမဟုတ်ဘူးအာငါသားကြီးဘယ်နေရနေဘယ်လိုလုပ်ငါတို့ဘယ်လိုစီစဉ်ပြမလဲဘယ်လိုကောက်ပြမလဲအေးဟုတ်လားဦးစင်ပြောလဲမင်းတို့အဲ့တက်နေကိုသွားလာအေးပြုံးတော့လဲငါဘိုးချုပ်ကိုပြောပြီးသားရေတုလာတဲ့ရေတုကလည်းတော်ကီလောက်ပဲပြည့်နေရဟုတ်လား ဘာမှမတော်ကီနဲ့ကျွန်တော်တော်ကီနဲ့လာပြီကျွန်တော်လက်တွေ့တယ်မားလေနော်ဒါပြပြောတာမဟုတ်ဘူးတတိချက်ဦးစင်းတို့ကလက်နဲ့ခရမ်းပါလို့ခုခံပြီးပြစ်လိုက်ရလို့တေဆုံးသွားတယ်ကြာဆုံးတိုက်ပြေတယ်ဘာမှမဖြစ်ဘူးဘာမှမပါပဲလဲခံလိုက်ရတယ်နော်ကျုပ်ကတော့ရေနာလို့လက်ဆုံးမှာမဟုတ်ခင်ဗျားတို့လည်းဂျင်းနိုင်မှာမဟုတ်ဘူးဒါတော့မြင်မြဲလေးမှတ်ထားပါနော်နောက်တစ်ချက်ကစကိုင်းတိုင်းစကိုင်းတိုင်းမှာမင်းကဦးစင်းနမကတိုင်မှုကြီးကိုတခါလေဦးစင်းတိုင်းမှာခုံးဆက်တယ်ဒါလို့ဒါလို့ရှိတယ်နမကတိုင်မှာမြောင်ချားနေအမြောင်ချားတဝိုက်မှာအဲ့ဒီကခင်ဗျားရေရောဟိုပါရောအကုန်လုံး အဲ့တော့အများဆုံးဆောင်ရွက်ပေးပါဆင်းမလမ်းကြောင်းမှာတို့တို့ထမ်းခံရတာလေအဲ့ဒီကတတိနေပေါက်တာလူတို့ခေါ်တဲ့လူတွေတတိနေပြိုင်းမှာကြားရတယ်ချက်ချင်းအဲ့တော့နမကတိုင်မှုရှိတယ်ကျေးဇူးတင်ပါတယ်ဥစဉ်တတိပို့ဖို့ချင်းမကြောက်ဘူးနိုင်ွက်တွေအဲ့မှာတစ်ခါချက်ချင်းလည်းဆောင်ရွက်တယ်ဖုန်းတို့တပိတော့ရဲချုပ်စီချက်ချင်းတတိပို့လိုက်တယ်ဗျာတဲ့တပိတော့ကလည်းချက်ချင်းဆောင်ရွက်တယ်တဲ့ဥစဉ်ကပြောပြီးတာရုပ်ကသူတို့ကိုမုံလုံးမဟုတ်ဘူးနော်တိုင်မှုရဲချုပ်ကလည်းပြောလိုက်ပါသူတို့ကိုမုံလုံးမဟုတ်ဒီကစီကန်းပေါက်ပြက်လို့ဒါကတို့တို့လက်နဲ့ဒီအပြည့်ထွက်လို့လက်နဲ့ဖန်ခံလိုက်ခင်လက်နဲ့နဲ့လက်ပါသွားတယ်အာ လမ်းကြောင်းမှာဖမ်းခံလိုက်ရတယ်အဲ့လိုတရင်နေတရင်နေပေါ့လားသူကဘယ်နေဘယ်နေလာမယ်ဆိုတော့အဲ့ဒါကိုကြိုးပြောထားတာသူတို့ခွဲတူတယ်ကြိုးပြောထားတာအဲ့လိုလူမျိုးမရှိလက်အကြောင်းမရှိဘူးထောင်ချအရေးယူပါမှာဒါချက်ချက်လက်ချက်ချက်လက်ငယ်လုတ်ပြီးတယ်ချက်ချက်လက်ငယ်ဦးစင်တိုင်းမကြီးကျေးဇူးတင်တယ်နော်ဒါကျုပ်ကကျုပ်ဒီလိုပြောလိုက်တော့အဖြစ်ဖြစ်တယ်ဆိုလည်းတည်တယ်ကျုပ်တိုင်းပြည်အတွက်အဖြစ်ဖြစ်ခံပြီးမှကြိုးပြောတာအဖြစ်ဖြစ်ခံပြီးမှပြောတာနော်အဲ့တော့မုံရတိုင်းမကြီးချက်ချက်လက်ငယ်လုတ်ဦးစင်တို့မန်းလေးတိုင်းမကြီးချက်ဆက်တယ်ဆက်ချက်ချက်လက်ငယ်အလုတ်ရှုပ်တဲ့ကြားထဲကဦးစင်တို့ပြပြပြေးတယ် เนาะเปลี่ยนဖြည့်ပြည့်တယ်အဲဥစဉ်တော့လည်းတိုင်းမူကြီးကိုအားရှိဖုတ်ဆက်တာမဟုတ်ဘူးတိုင်းပြည်အတွက်ပဲဆက်တာလိုအပ်ချက်ကိုပဲဆက်တာလိုအပ်ချက်ကပောက်ကိုရောရဲ့လိုအပ်ချက်မဟုတ်ဘူးတိုင်းပြည်ရဲ့လိုအပ်ချက်အားအုံမှာဖြစ်ပြနေတဲ့လိုအပ်ချက်ကိုပဲဥစဉ်တော့ဆက်တာတစ်ထောက်တနေရာနဲ့ထောက်ကူပြူတာထောက်ကူပြူတာအားရရမဆက်ဘူးငါကပြောခဲ့ပြီဒါပဲပောက်ကိုရောအနေထားတင်ခန်းခေါင်းမှုခြုံပြီးမှအိပ်ပြီးမှဒုနဲ့နေလို့ရတယ်လို့ငါကလည်းကပောက်ကိုရောအချိန်မဲ့နေမဲ့မဟုတ်ဘူးအားလုံးကိုပြောပြီးတာဥစဉ်ကနော်အားလုံးကိုပြောပြီးတာနောက်တစ်ချက်ကဥစဉ်တို့နောက်ချုံညွန့်နေဩမဒီဩမခါ ဇက်တိုက်ဇက်တိုက်ဇက်တိုက်လှုပ်ဆောင်နေဇက်တိုက်ချနေပေါ့ဗျာဇက်တိုက်လှုပ်နေတယ်နော်အဲ့တော့ပြူးလွေသူပြူးလွေသားတွေကိုပြောကျင်တယ်ခမတို့ဗဇက်တွေကိုပိတ်ထားမကူညီခြင်းနေနော်ခမတို့ဗဇက်တွေတို့ချုပ်ပြူးလွေမျိုးမှလာတယ်ပြူးလွေမှနေထိုင်တယ်မဟုတ်ကဟုတ်ကရေဝါရမဖြစ်နဲ့ကျုပ်တို့ကဖန်ခိုင်းပြင်ပါပဲဟုတ်ငလင်းလင်းပြောတာအေးစစ်စစ်နေပြူးလွေမျိုးသူမျိုးသားတွေထက်ပြူးလေမျိုးမှာလာနေထိုင်တဲ့သူတွေခင်ဗျားတို့ပြူးလေမျိုးမှာအဲ့လိုခေါင်းပြောင်းအိတ်ဖို့အတွက်အေးချမ်းချမ်းအိတ်ဖို့အတွက်တို့တို့ရှေ့ဒီမှာအကုန်လုံးစစ်သားတွေရောရဲတွေရော အကုန်လုံးပိစာနေတာတမလို့တာအကုန်လုံးကခင်ဗျားတို့အေးစေးနေဖို့အတွက်ကိုအဟိုတဲဖို့ဒီတဲဖို့မလုံးနဲ့နော်မထောက်ပံ့ခြင်းနေမပံ့ဖို့ခြင်းနေဒီမျိုးလာနေလို့မရသေးဘူးလားဟိုအောင်ပြခင်ဗျားတို့အဲ့တဘုံနေခိုင်းလိုက်ခင်ဗျားတို့ညံ့ညံ့ကြည့်သွားမယ်ပြမှန်တယ်ဗျတဘုံရှိတဲ့နေရာအကောင်းရှိစေရအောင်တဘုံနေထိုင်တဲ့ခင်ဗျားတို့ချိုးတော့ဘယ်နေရာအေးချမ်းလုံးကြည့်လိုက်တမလို့ရှိတဲ့နေရာတမလို့ရှိတဲ့နေရာခင်ဗျားတို့အိမ်ဘာတစ်ခုမှမပြောက်ဆုံးစေရအောင်ဘယ်အိမ်မှမပြည့်စည်စေရအောင်ခင်ဗျားတို့အကောင်းတိုင်းဖြစ်နေစေရအောင် တမ်းမလို့ကဘာလုပ်တယ်ညာလုပ်တယ်တမ်းမလို့ကဘလို့ညာလုပ်ဘယ်နေရာပဲခင်ဗျားတို့မဖက်နဲ့ပြုတ်ကတိတဲ့ခါတော့ဘသူမှအကြောင်းကြားမှာမဟုတ်ဘူးနော်စီးနေတဲ့ဖန်နဲ့ပပိတ်လိုက်လိုက်ပါပဲနော်မလုပ်ရဘူးဆိုတာဥစဉ်တိုင်းပြည်အတွက်ဘာသာသာရဏအတွက်ကိုတိုင်းပြည်ကိုလူမျိုးဘာသာသာရဏအတွက်ဆိုရင်ပေါ့ကတော့မလုပ်ရဘူးဆိုတာဘာမှမရှိသေးရဘာမှမရှိသေးရခင်ဗျားတို့လည်းပေါ့ကတော့ကြောက်ထိုက်တဲ့လောက်တော့တည်ရအောင်နော် ပေါက်ကူတော်အကြောင်းထဲမှာတင်ကန်းခေါင်းမှုခြုံပြီးနေနေရမို့နေရာတိုင်းခြေတန်းလည်းကျိုးရောက်တယ်ခြေတန်းမှာနေတဲ့စတာတိုင်းပေါက်ကူတော်အကြောင်းကိုတည်တယ်မှတ်တာစာတိုင်းတည်တယ်ရဲတိုင်းတည်တယ်ပေါက်ကူတော်အကြောင်းဦးစင်းဆွမ်းနိုင်နေမြဦးစင်းလှုပ်ဆောင်နိုင်နေမြတိုင်းပြည်တို့ဦးစင်းလှုပ်ဆောင်နေတယ်အဲ့တော့ပြည်ဦးလွင်ထဲမှာရှိကြတယ်နော်စေဘေးရှောင်းနေရောငလျင်ဘေးရှောင်းနေရောပြည်ဦးလွင်မြို့ခံနေရောအေးစစ်စစ်နေထိုင်မှာအေးစစ်စစ်နေကြပါခင်ဗျားတို့ကုညီတာမကုညီတာနောက်မှသာ အေးသေးသေးမလေးတိုင်မှုအေးစူပူအောင်လုပ်တဲ့တလေးဟိုဘက်လေးလေးနဲ့ဆိုရင်တော့ဘယ်ဆအဖားမှလည်းတိခါမှာမဟုတ်ဘူးခမောက်လည်းထိုက်တဲ့လောက်တိနေပြီလားဒီဥလိုမျိုးကချင်းချင်းလေးအဲ့တော့ခေါင်းနဲ့မြဲမြဲခဲထားဆိုတော့တော့ပြောချင်ပါလေဗျအဲ့တော့ခြေထဲမှာရောက်ရှိနေတဲ့နော်တမလို့ရရရောရဲရရောပတ်တဆာရရောစိတ်ချမ်းသာကိုကြီးကြမှာချိန်မှနဲ့အန်ရကေဘေးရှင်းစွာဖြင့်တိုင်းပြည်အကျိုးလူမျိုးအကျိုးဘာလာဘာလာတာနာအကျိုးကိုတိချက်မှာက ကာကွယ်ဆောက်ရှောက်နိုင်ပါစေလို့ပောက်ကိုတော်ဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်ဗျ။လိုအပ်ထားမှန်တဲ့မြောက်ကိုလည်းပောက်ကိုတော်စီကိုထိုက်တဲ့နယ်လောက်ဆက်သွယ်ပြီးအကူအညီတောင်းနိုင်ပါတယ်။ပောက်ကိုတော်ဆွမ်းနိုင်တဲ့မြောက်လုတ်ပေးနိုင်တဲ့မြောက်ကိုအကုန်လုံးလုတ်ပေးမှဖြစ်ပါတယ်ဗျ။အားလုံးတော်ပါပဲဗျ။